ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောင်စီကအကျဉ်းချထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဟောင်းဦးဝင်းမြင့်တို့2022ခုနှစ်တုန်းကအမှုရင်ဆိုင်နေရတဲ့တရခွင် CCTV မှတ်တမ်းကို The Guardian သတင်းကဒီကနေ့ဇွန်လ18ရက်နေ့မှာဖော်ပြပါရယ်စစ်တပ်အာဏာသိမ်းပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရပြီးနှစ်ရှစ်ထောင်နဲ့တွင်ရှာမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်နဲ့သမတော်ဦးဝင်းမြင့်တို့ရဲ့တရခွင်ရုပ်သံမှတ်တမ်းပေါက်ကြားလာခဲ့တာပါမြန်မာတရခွင်အတွင်းဒေါ်ဆန်စုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အကျဉ်းထောင်ဆိုင်ရာ အသေးစိတ်မှတ်တမ်းတွေကို Guardian ကရရှိခဲ့ပြီးအခုလိုဖော်ပြလာတာလည်းဖြစ်ပါတယ် Guardian ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုတွေဟာ2022ခုနှစ် August လနဲ့ December လအတွင်းဖြစ်ပြီးတော့တရခွင်မှာ အမုံရင်ဆိုင်နေတဲ့မြင်ကွင်းတွေကိုပြသထားတာဖြစ်ပါတယ်။ဒါဟာဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နီးကပ်လာချိန်မှာမတရားဖမ်းဆီးခံထားရတဲ့သူမရဲ့ဘဝအခြေအနေတချို့ကိုတွေ့မြင်ရတာလည်းဖြစ်ပါတယ်ရှင်။